ခဲ့တဲ့ရက်ပိုင်းတွင်ကကချင်းပြည်နယ်တောင်ပိုင်းဗမော်မြို့မှာစစ်ကောင်စီရဲ့ရဟရင်နှစ်စင်းကိုကချင်းလွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပစ်ချနိုင်ခဲ့ပါတယ်။ဒါဟာပြည်သူအစိုးရစီကအာဏာကိုအတင်းအဓမ္မသိမ်းယူထားတဲ့မင်းအောင်လှိုင်နဲ့စစ်ကောင်စီအတွက်တော့နောက်ထပ်အရှက်တကွဲအကျိုးနဲ့သိက္ခာကျစရာပါ။မေလ20ရက်နေ့နေ့လယ်တနားရီလောက်မှာလက်တလောတိုက်ပွဲတွေပြင်းထန်နေတဲ့ဗမော်မြို့ပေါ်ကိုစစ်ကောင်စီရဲ့ရဟရင်၃စင်းလောက်ဆင်းသက်လာတာကြောင့် KIA နဲ့ပူးပေါင်းတပ်တွေဝိုင်းဝန်းပစ်ချခဲ့တာဖြစ်ပါတယ်။ မြေပြင်တိုက်ပွဲတွေမှာအခြေမလားဖြစ်နေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာတော်လွန်ရေးတပ်တွေရဲ့တိုက်ခိုက်ချင်းမုံမှုတွေကိုဘယ်လိုမှမလွန်ဆန်နိုင်တဲ့အဆုံးမှာသူတို့ရဲ့တခုတည်းသောအားကိုးရာဖြစ်တဲ့လေကြောင်းပစ်ကူထောက်ပံ့မှုတွေကိုပဲအားထားနေရတာဖြစ်ပါတယ်။အခုဖြစ်ရမှာဆိုရင်စစ်ကောင်စီရဲ့ရဟယင်၃စင်းတဲ့က၂စင်းဟာ KIA နဲ့ပူးပေါင်းတပ်တွေရဲ့လက်ချက်မိသွားခဲ့ပြီးဒဇင်းကတော့ဗမော်မျိုးနဲ့ရွှေကူမျိုးကြားကတော်ရင်းတနေရာမှာပြတ်ကျသွားခဲ့တယ်လို့ဒဇင်းကတော့ရွှေကူမျိုးမှာအရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ဒီဖြစ်ရတဲ့ပတ်သက်လို့ KIA ရဲ့ဗိုလ်မှူးကြီးနော်ဘူးက ရဟယင်သုံးစင်းဆင်းလာတာကိုကျွန်တော်တို့ဘက်ကဝိုင်းဝန်းပစ်ခတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီသုံးစင်းတဲကနှစ်စင်းကိုထိသွားတယ်။သုံးစင်းတဲကနှစ်စင်းထိတာပေါ့။တစ်စင်းကတော့တောထဲမှာကျသွားတယ်။ကြံတစ်စင်းကတော့ရွှေကူမှာအရေးပေါ်ဆင်းသွားရတယ်ဆိုပြီးအတည်ပြုထားပါတယ်။ဒါကြောင့်ဒီဖြစ်ရပ်ကတည်အမှန်ပါ။ဘာပဲဖြစ်ဖြစ်ဒီတစ်ချိန်မှာတော့တော်လိုင်းတက်တွေဘက်ကစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လေကြောင်းထောက်ပံ့မှုတွေကိုထိထိရောက်ရောက်တုံ့ပြန်နိုင်ခဲ့တာကတော့အားရစရာကောင်းပါတယ်။ရောက်လာတဲ့ရဟယင်သုံးစင်းမှာ နှစ်စင်းအထိပြစ်ချနိုင်ခဲ့တာကယာကိုင်းနှုံအပြင်66ယာကိုင်းနှုံကျော်လောက်အောင်မြင်မှုရခဲ့တဲ့နှုံထားတစ်ခုဖြစ်ပါတယ်။ပြက်ကျသွားခဲ့တဲ့ရဟရင်ကိုရွှေကူမြို့အရှေ့ဘက်15မိုင်ခန့်ဝေးတဲ့တောရင်းတနေရာမှာတွေ့ရှိခဲ့ရပြီးအကြီးစားထိခိုက်မှုတွေရှိခဲ့တဲ့ဒဇင်းကတော့ဘိုးမူကြီးနော်ဘူးပြောသလိုရွှေကူမြို့မှာအရေးပေါ်ဆင်းသက်သွားခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီဒေတာတကြောလုံးကို KI နဲ့ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလက်မြေလွှမ်းမိုးထားနိုင်တာဖြစ်တဲ့အတွက်အရေးပေါ်စဉ်သက်နိုင်ခဲ့တယ်ဆိုလဲအချင်းနေမဟန်တော့ပါဘူး။ ပြက်ကျသွားတဲ့ရဲရင်ပေါ်မှာလိုက်ပါလာတဲ့စစ်ကောင်စီရဲ့ဟဲရင်မှုနဲ့ကြံတဲ့တပ်ဖွဲ့ဝင်အားလုံးလည်းတစ်ဆုံသွားနိုင်ခြင်းရှိတယ်လို့သိရပါဗျ။ဗမော်မြို့ကို KIA, အရခတက်တော် AA, KPDF နဲ့အချောက်တော်လိုင်းပူပေါင်းတပ်တွေက2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ကစပြီးမြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေကြတာဖြစ်ပါတယ်။တိုက်ပွဲကာလ၅လနီးပါးကြာမြင့်လာချိန်မှာတော်လိုင်းတပ်တွေဘက်ကမြို့ကိုအပြေးအဝါတင်းယူနိုင်ခြင်းမရှိသေးပေမဲ့မြို့ပေါ်နေရာအများစုနဲ့စစ်စခန်းအများအပြားကိုတော့တင်းယူထားပြီးဖြစ်ပါတယ်။ ဒါကြောင့်ဗမောမှာအခြေမလားဖြစ်နေတဲ့စစ်ကောင်စီတပ်ဟာမြို့ကိုလက်မလွတ်ရရည်အတွက်အပြင်းထန်ကိုခုခံနေရတာပါမြေပြင်တိုက်ပွဲတွေမှာတော့တော်လှန်ရေးတပ်တွေရဲ့အင်အားကိုလုံးဝလွန်ဆန်နိုင်ခြင်းမရှိတော့တာကြောင့်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ drone တိုက်ခိုက်မှုတွေကိုပဲအားထားနေရတဲ့အထိအခြေအနေဆိုးနေတာဖြစ်ပါတယ်လေကြောင်းကနေဘုံကျဲတာမျိုးရိတ်ခါလာပို့တာမျိုးနဲ့လူဝတ်တက်လက်နက်ခင်းရန်တွေကိုပို့ဆောင်ပေးတာမျိုးအဆရှိသဖြင့်အစအစအရာရာကိုလေရင်တွေကိုပဲအားကိုးပြီးဆောင်ရွက်နေရတာဖြစ်ပါတယ်ဒီအတွက်တော်လှန်ရေးတပ်တွေဘက်ကလည်းတိုက်ခိုက်ခဲ့ရတာတွေလည်းရှိပါတယ် ဥပမာပြောရမယ်ဆိုရင်မေလ၈ရက်နေ့နဲ့၉ရက်နေ့တွေမှာစစ်ကောင်စီလက်တက်ဟာလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့်ပြည်သူတွေကို KIA နဲ့ပူးပေါင်းတော်လှန်ရေးတပ်တွေကကဲထုတ်ခဲ့တဲ့ကြားတွေကဒေသခံစစ်ဆောင်ပြည်သူ၁၉ဦးသေဆုံးခဲ့ပြီးအယောက်30ကျော်ဒဏ်ရာရခဲ့ပါတယ်။ဒါပေမဲ့အဆိုပါဒေသမှာ KIA စစ်ကောင်စီရဲ့ရဲရင်တွေကိုအကြမ်းကြမ်းပစ်ချနိုင်ခဲ့တဲ့အောင်မြင်မှုတွေလည်းရှိခဲ့ပါတယ်။မရောက်နိုင်အာဏာသိမ်းပြီးနောက်2021ခုနှစ်မေလ3ရက်နေ့မှာကချင်ပြည်နယ်မုံမောင်းမြို့နယ်နဲ့ကုံလောချားကဒေသမှာစစ်ကောင်စီရဲ့ရဲရင်တစ်စင်းကို KIA ကပြစ်ချခဲ့တာကြောင့်လေတက်မှအရာရှိစစ်တီ၃ဦးသေဆုံးသွားခဲ့ပါတယ်။2024ခုနှစ်ဇန်နဝါရီလ6ရက်နေ့မှာဆိုရင်လည်းရှမ်းပြည်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်နံဖက်ကာကိုလာရောက်ဘုံကျဲခဲ့တဲ့စစ်ကောင်စီချက်ဖိုက်တာတစ်စင်းကိုလည်း KIA ကပြစ်ချနိုင်ခဲ့တယ်လို့အဲ့ဒီဇန်နဝါရီလအတွင်းမှာပဲ KIA ရဲ့ဌာနချုပ်ရှိရာလိုင်းစာမြို့အနီးကိုရောက်လာခဲ့တဲ့ရဲရင်တစ်စင်းကိုလည်းပြစ်ချနိုင်ခဲ့တာကြောင့်ရဲရင်ပေါ်လိုက်ပါလာသူအားလုံးသေဆုံးသွားခဲ့ပါသေးတယ်။ ထူးသဖြင့်စစ်ကောင်စီရဲ့ Mi 17စစ်ရဟရင်တွေကိုဒီဘက်နှစ်ပိုင်းတွေအတွင်းမှာ KIA ကတောက်လျှောက်ကိုပစ်ချလာခဲ့တာဖြစ်ပါတယ်။ဒီလိုစွန့်ရည်တွေကြောင့်လေ KIA မှာလင်းပြစ်လက်နက်ကောင်းကောင်းရှိနေပြီလားဆိုတဲ့ယူဆချက်တွေလည်းကြဲကြဲလောင်လောင်ထွက်ပေါ်လာခဲ့ပါတယ်။၂024ခုနှစ်ဇန်နဝါရီလအတွင်းကလိုင်းစာမြို့နီရောက်လာတဲ့ Mi 17ရဟရင်ကိုပစ်ချခဲ့တာကိုကြီးလိုက်မယ်ဆိုရင်ပဲအဆိုပါရဟရင်ဟာလေထဲမှာတင်မီလောင်ပျက်စီးသွားခဲ့တာကိုတွေ့ခဲ့ရတာကြောင့်ပခုံးတန်းလင်းပြစ်လက်နက်မန်းပတ်နဲ့ပစ်ချခဲ့တာဖြစ်နိုင်ပါတယ်။ PIA ဘက်ကတော့သူတို့မှာလင်းပြစ်လက်နက်ရှိတယ်မရှိဘူးဆိုတာကိုလုံခြုံရေးအရဆိုပြီးအခုထက်ထိတည်တည်ချာချာအတည်ပြုထားတာမျိုးမရှိသေးပါဘူး။လင်းပြစ်လက်နက်ဆိုတာမျိုးဟာအစိုးရအချင်းချင်းတရားဝင်ချိတ်ဆက်ဝယ်ယူမှုသာရှားနိုင်တဲ့လက်နက်မျိုးဖြစ်တာကြောင့် PIA ဘက်ကအတည်မပြုထားတာလည်းတိတ်တော့မဆန်းပါဘူး။မြေပြင်တည်အချက်လက်တွေရဆိုရင် PIA ပါဝင်တော်လိုင်းတက်တွေမှာ FN6 လို့ခေါ်တဲ့ပခုံးတန်းလင်းပြစ်လက်နက်တွေတော့ပိုင်ဆိုင်ထားတယ်ဆိုတာသိကြပါဗါတယ်။2019ခုနှစ်တုန်းကဆိုရင်လည်း TNL နဲ့စစ်ကောင်စီတက်တွေဖြစ်ခဲ့တဲ့တိုက်ပွဲမှာ TNL ရဲ့ FN စစ်တွေကိုစစ်ကောင်စီကတင်းစီရရှိမှုခဲ့တယ်လို့ဒီဘက်နှစ်ပိုင်းတွေမှာဆိုရင်လည်းအရခတ်တက်တော် AA မှာလည်း FN စစ်တွေရှိနေပြီဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ဒီနေရာမှာ FN စစ်အကြောင်းအနည်းချင်းပြောရရင်တော့ဒီပခုံးတန်းလေရင်ပြလက်နက်ဟာတရုတ်ထုတ်လက်နက်စနစ်တစ်ခုဖြစ်ပါတယ်။တရုတ်စစ်တပ်ဟာ1990ကျော်ကာလတွေမှာ FN စစ်ထုတ်လုပ်ရေးစီမံကိန်းကိုစတင်ခဲ့တာဖြစ်ပြီး1996ခုနှစ်မှာစီမံကိန်းကိုအောင်မြင်စွာအပြစ်တက်နိုင်ခဲ့ပါတယ်။၂၀၀၂ခုနှစ်မှာကျင်းပခဲ့တဲ့ဂျိုဟိုင်းလေကြောင်းပြပွဲမှာ F1 စစ်တွေကိုစတင်မိတ်ဆက်ခဲ့ပြီးနိုင်ငံတကာကိုလည်းတင်ဖို့ရောင်းချခဲ့ပါတယ်။လက်ရှိချိန်မှာတော့ F1 စစ်ကိုမလေးရှားကမ်ဘောဒီးယားဆူဒန်ပါကစ္စတန်နဲ့ပီရူးနိုင်ငံတွေအပါအဝင်နိုင်ငံတော်များများကဝယ်ယူသုံးစွဲနေတာကိုတွေ့ရပါတယ်။၂၀၀၄ခုနှစ်မှာတော့မလေးရှားနိုင်ငံဟာတရုတ်နဲ့နှီးပညာလွှဲပြောင်းရေးသဘောတူညီမှုရခဲ့တာကြောင့် F1 စစ်တွေကိုမလေးရှားပြည်တွင်းမှာတင်ထွက်လွှတ်ခွင့်ရသွားခဲ့ပါတယ်။ဒီလင်ပစ်လက်နက်တွေဟာဒေါ်လာရဲ့တက်တွေစီဘယ်လိုရောက်ရှိလာခဲ့လဲဆိုတာကိုခြေအခံကြည့်ရင်တော့ တရုတ်ကနောက်ွယ်ကနေအဓိကထောက်ပံ့ကူညီပေးနေတဲ့ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSC ကနေတစင်ရောက်လာတာဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်အ ਨੇ စုံတော့တော်လိုင်းတက်တွေလက်ထဲမှာအဖန်စစ်လို့ပခုံးထန်းလေရင်ပြစ်လက်နက်မျိုးရှိနေတယ်ဆိုတာကတော့တေချာပေါက်တွက်ထားလို့ရပါတယ်။ဆိုတော့ဒီလေရင်ပြစ်လက်နက်ဟာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဘယ်လောက်အထိတားဆီးနိုင်စွမ်းရှိမလဲဆိုတာကိုလည်းတစ်ချက်လောက်ကြည့်ကြည့်အောင်ပါ။အရင်ဆုံးသူ့ရဲ့လုံလုံပုံကိုပြောရရင် FNC ဟာပြစ်မှတ်ရဲ့အပူစွမ်းအင်ကိုခြေအားခံပြီးလိုက်လံတိုက်ခိုက်တဲ့ Infra Land Nuance နဲ့ Infra Guidance System ကိုအသုံးပြုထားတာဖြစ်ပါတယ်။လေရင်တွေနဲ့ရဲရင်တွေရဲ့အင်ဂျင်ကနေထွက်လာတဲ့အပူကိုခြေအားခံပြီးတိုက်ခိုက်တယ်လို့အလွယ်ပြောနိုင်ပါတယ်။လေးချိန်16ကီလိုဂရမ်လောက်လေးပြီးအရှိက1.5မီတာအချင်းကတော့3.39မီတာလောက်ရှိပါတယ်။ FNC ဟာအမြင့်ပေ1000ကနေ1000ကျွဲအတွင်းပြန်တန်းလာတဲ့ Jet Fighter နဲ့ရဲရင်တွေကိုပြစ်ချနိုင်စွမ်းပိုင်ဆိုင်ထားပါတယ်။ဆိုတော့ FNC နဲ့ဆိုရင် ပြက်မြအားဖြင့်ပေခုံးထောင်ဝင်းကျင်မှာပဲပြန်တက်လေရှိတဲ့စစ်ကောင်စီရဲ့လေရင်အများစုကို KIA ပါဝင်တော်လှန်ရေးတပ်ဖွဲ့တွေကပြစ်ချနိုင်ပါလိမ့်မယ်။ဒါဆိုရင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအခုတစ်ထိပန်းကြောင်တော်လှန်ရေးတပ်တွေဘက်ကအလူးလဲခံနေရသေးတာလေလို့မေးစရာရှိနေပါသေးတယ်။အဖြေကတော့တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှာအဖွဲ့စစ်လို့လေရင်ပြစ်လက်နက်မျိုးဘယ်လောက်အထိရှိနေသလဲဆိုတာအပြင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုကြိုတင်သတင်းရှားရှိနိုင်စွမ်းနဲ့ထိရောက်တဲ့တံပြန်အစီမံတွေကိုစီမံနိုင်စွမ်းအဆရှိတဲ့အကြောင်းချင်းရာတွေပေါ်မူတည်သေးလို့ဖြစ်ပါတယ်။ ြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်တွေရထားတဲ့ offensive အမျိုးအစားကိုလည်းကြည့်ရပါအောင်မယ်ဘာကြောင့်လဲဆိုတော့ခင်မီလှပါကြီးကောင်းလှပါကြီးရဲ့ဆိုတဲ့ပခုံးတန်းလေးရင်ပြစ်လက်နက်မျိုးတောင်မှဂျက်ဖိုက်တာတွေကိုအချိန်တိုင်းပစ်ချနိုင်ဖို့ခက်ခဲပါတယ်။ဘာပြောပြောအခုချိန်မှာတော့စစ်ကောင်စီရဲ့ Mi 17လိုရဲယဉ်မျိုးကိုတော်လွန်တပ်ဖွဲ့ဝင်တွေဘက်ကတိတ်မမှုတော့တဲ့အခြေအနေမျိုးဖြစ်လာတာကိုတော့တွေ့ရပါတယ်။ဒါကြောင့်မေလ20ရက်နေ့မှာစစ်ကောင်စီရဲ့ Mi 17ကို KIA နဲ့ပူးပေါင်းတော်လှန်တပ်တွေဘက်ကဘယ်လိုမျိုးပစ်ချခဲ့တယ်လဲဆိုတာကိုလည်းတစ်ချက်လောက်ကြည့်ကြအောင်ပါ။ ်မီ17ရဲရင်ဟာ1995ခုနှစ်မှာဆိုဗီယက်ပြည်ထောင်စုကထုတ်လုပ်ခဲ့တဲ့ရဲရင်ဖြစ်ပြီးသူ့ရင်ဘာရှင်ဖြစ်တဲ့မီ8ကိုမှအစင်းမြင့်တင်ထားတဲ့ဘာရှင်လို့ပြောလို့ရပါတယ်မီ17ဟာတပ်ဖွဲ့ဝင်30လောက်အထိတည်ယူနိုင်စွမ်းရှိသလိုကုန်စည်အလေးချိန်4000ကီလိုဂရမ်အထိလည်းတင်ဆောင်နိုင်ပါတယ်ထောက်ပို့လုပ်ငန်းစဉ်တွေကိုကောင်းကောင်းလုပ်နိုင်စွမ်းရှိတဲ့ရဲရင်ဒဇင်းဖြစ်ပြီးတနအီကိုကီလိုမီတာ250 255မိုင်အမြန်နှုတ်နဲ့သွားလာနိုင်ပါတယ်။တခြားခံရတဲ့နေ့မှာဆိုရင်တော့ မေ17ချက်ရင်ဟာဗမောကိုနေ့လယ်တနားရီလောက်မှကြောက်လာတာဆိုတော့မြကြီးနားလီတက်ကနေ12နာရီကျော်ကျော်လောက်ကတည်းကထွက်လာခဲ့တာဖြစ်နိုင်ပါတယ်။ဗမောမြို့မှာတော်လိုင်းရဲတက်တွေရဲ့အပြင်းထန်ထိုးစစ်ဆင်မှုကိုအလူးလဲခံနေရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုထောက်ပို့လာလုပ်ပေးတာလည်းဖြစ်ပါတယ်။ Facebook နဲ့ Telegram စာမျက်နှာတွေထက်ကိုတက်လာတဲ့ဗီဒီယိုတွေထဲမှာဆိုရင်တော့ဗမောကိုရောက်လာတဲ့ Mi 17ရဲရင်၃စင်းတဲ့ကတစင်းကိုတော်လိုင်းတက်ဖွဲ့ဝင်တွေဘက်ကအသေးချာပြစ်ချနိုင်ခဲ့တာကိုမြင်တွေ့ရခဲ့တဲ့အပြင် မြေပြင်မှာဆူဆူရွာရွာပြက်ကျပြီးတစားစီဖြစ်နေတဲ့ပုံရိပ်တွေကိုလည်းတွေ့ကြရပါတယ်။ဒီနေရာမှာတခုထူးခြားတာကမီ17တွေရုတ်တရက်ရောက်လာလို့ KIA နဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေကလိုက်ပစ်နေတာမျိုးမဟုတ်ပဲရောက်လာတဲ့နေရာကိုအတိအကျသိနေတဲ့အလားအသေးချာစောင့်နေပြီးမှတိတိယောက်ယောက်တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါဟာတော်လိုင်းတပ်ဖွဲ့ဝင်တွေဘက်ကကြိုတင်သတင်းရရှိမှုဘယ်လောက်အထိရှိနေသလဲဆိုတာကိုသိတာမြင်တာစေတဲ့အချက်လည်းဖြစ်ပါတယ်။ချင်းချင်းလေးလေးရှိနေတဲ့ပြည်ကွင်းထဲမှာဆိုရင် ်မီ17ချက်ရင်တုံးစင်းမှာဒဇင်းကလူတင်အချလုပ်နေပြီးကျန်ဒဇင်းကတော့ထောက်ပို့ပစ္စည်းတွေကိုပြစ်ချပေးနေခဲ့တာပါအဲ့ဒီမှာတင်မဲ့တော်လိုင်းတပ်ဖွဲ့တွေဘက်ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးထောက်ပို့ပစ္စည်းတွေပြစ်ချပေးနေတဲ့ရှဲရင်ရဲ့စုံလဲထက်မှာပောက်ကွဲမှုကြီးကြီးမားမားဖြစ်သွားခဲ့ပါတယ်ဒီနေရာမှာတော့ဘယ်လိုလက်နက်အမျိုးအစားသုံးသွားသလဲဆိုတာကိုတော့တိတိကျကျမတွေ့ရပါဘူးစုံလဲတိုက်မှာပောက်ကွဲမှုဖြစ်သွားခဲ့တာကြောင့်ဒီတစ်ချိန်မှာတော့ GIA နဲ့ပူးပေါင်းတပ်တွေဟာ Type 85လိုမျိုးအကြီးစားလေယာဉ်ပစ်တဲ့နဲ့ ဒါမှမဟုတ် F1 စစ်လို့ပကုံးထန်းလေရင်ပြစ်လက်နက်တွေအသုံးပြုခဲ့တာမဟုတ်တော့ပါဘူး။ဒါကြောင့်ဘယ်လိုလက်နက်မျိုးအသုံးခဲ့သလဲဆိုတာကတော့စိတ်ဝင်စားစရာကောင်းပါတယ်။ sniper rifle တလက်လက်ဒါမှမဟုတ် drone နဲ့တိုက်ခိုက်ခဲ့တာမျိုးလည်းဖြစ်နိုင်ပါတယ်။နောက်ဆုံးမှာတော့ KIA နဲ့ dollar ရဲ့တက်တွေဟာ American dollar 16တန်းကနေတန်း20လောက်အထိတန်းတဲ့စစ်ရဲဟရင်နှစ်စင်းကိုအအောင်မြင်မြင်ပြစ်ချနိုင်ခဲ့ပါတယ်။အဲ့ဒီတဲကတစင်းကတော့ပြက်ကြပြီးလုံးဝတစားစီဖြစ်သွားခဲ့တာတော့တေချာပြီးကျန်တစင်းကတော့အချင်းလေးစိုးရွားနိုင်တာကြောင့် စစ်ကောင်စီအတွက်တော့အ ਨੇ စုံပြန်လည်ပြင်ဆင်ဖို့ကုန်ကြစေကြီးမားမှာတေးကြပါတယ်။ဒီဘက်လပိုင်းတွေအတွင်းမှာပြည်သူတွေကိုတောင်းငဲ့ညာမတနာပဲလေကြောင်းတိုက်ခိုက်မှုတွေနဲ့ရရက်ဆက်ဆက်တပ်ဖြတ်နေတဲ့စစ်ကောင်စီကိုတော်လိုင်းတပ်တွေဘက်ကအခုလိုမျိုးတနည်းတဖုံနဲ့ပြန်လည်တုံ့ပြန်နိုင်ခဲ့တာကတော့အစိုးရကအကောင်ဝန်ထဲဆရာတွေကြားကတမျိုးစိတ်ကျဉ်တဲ့ဆရာပဲဖြစ်ပါတယ်ခင်ဗျာ။